အိန္ဒိယပါကစ္စတန် တင်းမာမှုကနေတရုတ်နဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံပါပါဝင်လာတဲ့ဒေသတွင်းအခြေအနေရရဖြစ်ပါတယ်ဘင်္ဂလားဒေ့ရှ်အိမ်ဆောင်အစိုးရ အဖွဲ့အကြီးကမိုဟာမက်ယူနော့စ်ကဘင်္ဂလားဒေ့ရွှေကောက်ပွဲမှာအဝါမီလိဂ်ပါတီဝင်ရောက်ရှင်ပြိုင်ရင်းကိုတားမြစ်ပိတ်ပင်ထားတဲ့အတွက်ဘင်္ဂလားဒေ့တမ်ရော်ဟာအရေးပေါ်အစီအဝေးတရကျင်းပနေပါတယ်ဘင်္ဂလားဒေ့အိမ်ဆောင်အစိုးရအဖွဲ့အကြီးကမိုဟာမက်ယူနော့စ်ကလှုပ်ဆောင်ချက်များပေါ်ဘင်္ဂလားဒေ့တမ်ရော်တွင်မှမကြေလည်မှုများပေါ်ပေါက်ရရှိပါတယ်အိန္ဒိယဘင်္ဂလားဒေ့နဇတ် နိုင်ငံအကြားမှရှိတဲ့ကျင်းမြောင်းနဲ့ဧရိယာဒေသအတွင်းသို့တရုတ်အရာရှိများ ရောက်ရှိခဲ့ခြင်းကိုလည်းအိန္ဒိယနိုင်ငံက လေးလာဆောင်ကြည့်လျက်ရှိပါတယ်။ပါကစ္စတန်နိုင်ငံအတွင်းမှဘလူချစ်စတန်ကလည်းတရားခွဲထွက်တဲ့နိုင်ငံအဖြစ်ထောက်ပြန်ကြေညာထားရှိပါတယ်။ အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက်ဒေသမှာအိန္ဒိယနိုင်ငံနဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ်အတွင်းမှာရှိတဲ့ကျင်းမြောင်းတဲ့ဒေသကို Chicken Neck ဟုခေါ်ဟောကြပြီးအဆိုပါဒေသအားပိတ်ဆို့တားဆီးတိုက်ခိုက်လိုက်လျင်အိန္ဒိယနိုင်ငံရဲ့အရှေ့မြောက်ဘက်ပြည်နယ်များဖြစ်တဲ့အာတန်မနိပူရမီဇိုရန်ထရီပူရစတဲ့ပြည်နယ်များနဲ့အဆက်အသွယ်အလန်းကွာဝေးသွားမှာဖြစ်ပါတယ်။ အိန္ဒိယပါကစ္စတန်တင်းမာမှုမှတဆင်တရုတ်နိုင်ငံနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံများပါဝင်လာပြီးတောင်အာရှဒေသအတွင်းမှာမတိမငြိမ်မှုများပေါ်ပေါက်လာနိုင်ဖွယ်ရှိပါကြောင်းတင်ဆက်အပ်ပါတယ်။